အားလုံးပဲမင်္ဂလာပါရှင်မြမဝိုင်းဒီချန်နယ်ရနေပရိသတ်များအားလုံးကိုကြိုဆိုပါရစေဒီနေ့မှာတော့စာရေးစရာဇေယနာရမညမြေရေးသားထားတဲ့အောင်မြတ်တာနဲ့ဥဆောင်စားကဝေးဆိုတဲ့ဇာတ်လမ်းလေးကိုတင်ဆက်ပေးခြင်းပါရရှင်ဟုတ်ကဲ့ပါဇာတ်လမ်းလေးမစသေးခင်မှာကျမတို့ရဲ့ channel လေးကို like and subscribe လေးနဲ့ဇာတ်လမ်းတိတိတင်တိုင်းမှာလည်းသိနိုင်မှုအတွက် notification လောက်လေးနှိပ်ပေးပါအောင်ရှင်ဟုတ်ကဲ့ဒါဆိုရင်တော့ဇာတ်လမ်းလေးစလိုက်ပါတော့မယ်နေပူရှိန်မြန်မာနေရဲ့နေ့လယ်ပတ်မှာတော့ တခုပင်ရွာမှာရှိတဲ့လူတွေအားလုံးနီးစပ်ရမှာရှိကြတဲ့အရေးရအပင်အောင်မှာစုဖွဲ့ပြီးစကားစမြည်ပြောဆိုနေကြကြတယ်။အဲဒီတရားမှာကိုလာကျော်အရှိမှာပေါင်နေတဲ့တရေပင်အောင်မှာတော့လူငယ်လူရွယ်တွေအပြင်ကလေးသင်ငယ်တွေပါစုပြုံနေပြီးအလေမှာတော့အပေါအာရင်တန်တန်နဲ့ပြောဆိုနေတဲ့ကိုလာကျော်ကိုမြင်တွေ့ရမှာပဲဖြစ်ပါတယ်။ကိုလာကျော်က နေတကာလဲ့ပြီးအထက်ရောက်နေသူဖြစ်တာနဲ့အညီသွားလာခဲ့ဘူးတဲ့နေမြေအတွေ့အကြုံတွေကလည်းရွာမှာရှိတဲ့သူတွေထက်ကိုပိုပြီးစုံလင်ခဲ့တယ်။ ကိုလားကျော်ကတော့သူသွားလာခဲ့ဘူးရဲ့နေရာတွေထဲမှာမှအချောင်းအလန့်ကြမ်းတမ်းတဲ့နေရာတွေအကြောင်းကိုဇလန်းတပွဲစီကာဘက်ကပြောပြတတ်တာကြောင့်နားထောင်ရသူတွေအဖို့ရုပ်ရှင်စကားကြည့်နေရတယ်လို့အသက်တောင်မရှူရဲပဲနားထောင်ခဲ့ကြရတယ်။အခုလည်းလက်ဖက်တုပ်လေးစားလိုက်၊ဂျင်းတုပ်လေးစားလိုက်၊ရင်ွေးကြမ်းလေးတောင်းလိုက်နဲ့စကားစမြည်ပြောနေတဲ့အချိန်ဦးလာကျော်ဒီနေ့ကဘာကြောင်ပြောပြမှာလဲ။ပြောစရာရှိမြဲမြဲပြောပါဗျ။ခဏနေရင်အမေနဲ့ထင်းရှာသွားရအောင်မ။အေးပါကွာအမောက်ဆိုးပြီရ။ ငါလည်းပါအကြောင်းပြောပြရေကောင်းမလဲစဉ်းစားနေရမင်းတို့ကလည်းငါကြုံခဲ့ဘူးတဲ့အဖြစ်အပျက်တွေကိုတည်တည်တနာတည်ထားပြီးဆိုတော့ဒီတခါငါနဲ့အတူအလုံးလုပ်တဲ့ကိုချမ်းသာဆိုတဲ့သူကြုံခဲ့တာကိုပြောပြမယ်။ "तू ကဘယ်လိုမျိုးကြုံခဲ့ရလို့လဲ"နားထောင်သူပရိသတ်တွေရဲ့မိသံကြောင့်ကုလားကြုံကလက်ဖက်တုပ်တစုံကိုခက်စားလိုက်ပြီးတော့ "तू ကြုံခဲ့ရတာလူအသွေးသားကိုစားတဲ့ဆုံးမကြီးပဲ။ငါတို့ကလူစီကားတဲ့အရက်တွေမှလှည့်ပြီးဈေးလိုက်ရောင်းတာဆိုတော့လူပေါင်းစုံနဲ့ပြောဆိုဆက်ဆံရတာပေါ့" အခုပြောမယ်ကိုချမ်းသာဆိုတဲ့သူကတနခါတုံးနေရောက်လာကွတနေသူစီကိုမိမတရဒေါသတကြီးရောက်ချလာတာအဲ့ဒီမိမထမေယိုဒူးစေးလောက်ထိဝစ်ပြီးတော့တနခါတုံးကိုလက်တစ်ဖက်မှာကိုင်းနောက်တစ်ဖက်ကိုကြစ်ကြစ်ပါအောင်ဆုပ်ထားတာငါလည်းအထယ်လေးရောင်းပြီးလို့ကြံတဲ့ပိတ်စရီကိုခောက်သိမ်းနေတော့တာပေါ့အဲ့ဒီမှာမိမကြီးကကိုချမ်းသာကိုလက်ညှိုးငေါငေါက်ထိုးပြီးတော့တနခါဖို့အယောပြန့်တောင်းတာကိုလားကျုံကစကားပြောနေရင်မောသွားတဲ့ဟန်နဲ့အေးအေးခံထားတဲ့ရင်နွေးခွက်ကိုခွက်ကနေမောချလိုက်ပြီးတော့ မဇတဲချန်နီရဲ့လက်ဖက်ချောက်ဘက်ကိုထရီဂန်နဲ့ဘေးကိုထွေးထုတ်လိုက်တယ်။အဲဒီမှာကိုချမ်းသာကလည်းသူ့တနက်ကစစ်တယ်ပေါ့လူကြားတဲ့သူ့ကိုအရှက်ခွဲတယ်ဆိုပြီးတရားတခွန်းစကားများကြပါလိရော။ငါလည်းကြားလူဆိုတော့ဘာမှဝင်မပြောပဲဒီတိုင်းကြည့်နေရဲ့ချင်းထမိတ်တူတူဝစ်ထားတဲ့မိမရဲ့မျက်လုံးတွေကတပြေးပြေးနီရဲလာပြီးအသားတွေတဆက်ဆက်တုပ်လာတာ။ကိုချမ်းသာကတော့ဝယ်ပြီးသားပစ္စည်းငွေပြန်မအမ်းဘူးပါ냐ဆိုပြီးပြောတာပေါ့။အဲဒီချိန်မိမကြီးကအန်ကျိတ်ပြီးမြေကြီးကိုဖနှောင်းနဲ့ပေါက်လိုက်တာကွာ။ ီးရနဲ့ဘာမှဆက်မပြောတော့ပဲပြန်ချသွားဩငါလဲညာဘက်တောင်စားတဲ့ခြေရောက်တော့ကိုချမ်းသာကိုအနာကပ်ပြီးတူတူလေးမေးကြည့်ရန်တဏ္ဍခါတော့ကအစ်စ်လားပေါ့အဲ့ဒီရော तू ကဘာပြန်ပြောလဲဗျ तू ကတော့အစ်စ်တဲ့ငါလဲအစ်စ်ဆိုတော့ထပ်မမေးရောပဲရေလိုက်ငါလိုက်နေခဲ့လိုက်တယ်ဒီလိုနဲ့တပတ်လောက်ကြာတော့ကိုချမ်းသာတယောက်မြတင်းတွေကြာလာပြီးတော့တပြေးပြေးပိန်ချုံလာခဲ့တယ်ယောဂအခြေအနေမျိုးရောလဲတိတိပပမသိရအောင်ဒီလိုနဲ့တပြေးပြေးလူကပိတ်လာလိုက်တာ တလားလောက်ကြာတော့အယိုးပေါ်အရေးတင်ဖြစ်လာပြီးတော့ဈေးတောင်ဆက်မရောက်နိုင်တဲ့အထိဖြစ်လာခဲ့တာအဲ့ဒီမှာငါလည်းဂျာရီယာမနေနိုင်တော့ပဲတေချာမေးကြည့်ရောမှညာဘက်အိပ်ပျော်ခန်းနေပြီဆိုရင်ညီရဲနေရဲ့မျက်လုံးနှလုံးကအမောင်တွေကနေစိုက်ကြည့်နေတော့တာလေကွမိခင်နဲ့အိပ်ပျော်သွားရင်လည်းအိမ်မက်ဆိုးရင်မတ်တာလို့ပြောတယ်နောက်တော့ကိုချမ်းသာဆိုတဲ့သူဘလို့ဖြစ်သွားလဲဘလို့ဖြစ်ရမှာလဲသူဟာရှင်မတော်တနခါအတုတွေကိုရောင်းနေရလေသူရောင်းလိုက်တဲ့မိမဖြစ်နေတော့သူ့ကိုအသေးပြန်လောက်တာကွာ အဲ့ဒီမှာကိုချမ်းသာကိုတိုင်အဲ့ဒီမိမအိမ်ကိုသွားပြီးတောင်းပန်မှညာဘက်တွေပြန်အိတ်လို့ရသွားတာဒါဖြင့်ပညာတယ်မိမခွန့်လွတ်လိုက်တာပေါ့အေးပေါ့ကွာသူသာခွန့်မလို့ရင်ကိုချမ်းသာတရားအဲ့ဒီရွာမှာတည်မှာဒီလိုကြောက်ဟုတ်လဲလှုပ်တင်နေလေဘယ်နဲ့ပြာကိုကတန်ရတန်ကြီးပေးဝယ်ပြီးကမှအတူဖြစ်နေရဆိုတော့ကျွန်တော်ဆိုလဲလက်မခံနိုင်ဘူးမောင်စိုးဘေကအပေါင်းအရင်တက်တန်နဲ့ထပြောတော့ကျန်တဲ့သူတွေအားလုံးသဘောကျပြီးဝါရီလိုက်ကြတယ်ဒီလိုနဲ့စိုးဘေတယောက်စကားဝိုင်းပြီးရနဲ့ အင်ကိုပြန်လာခဲ့ပြီးတော့ညနေတမင်ဟင်းချက်ဖို့အတွက်ထင်းချောက်တီကောင်းရန်ရွာပြင်ဘက်ကိုထွက်လာခဲ့လိုက်တယ်။စိုးပေလေလေတိုင်းတို့ကြိုးကြနေတဲ့တေကိုင်းချောက်တွေတည်းကတင်းတော်တဲ့အကိုင်းခက်တွေကိုဓမားနဲ့ခုတ်ထင်ပြီးအနီရောအစည်းလေးတွေစီကကုတ်ကုတ်ပင်အောင်မှာစုပုံကနောက်ထပ်တင်းနေရလို့ရညာမလန်မကန်းမှရှိရဲ့တောဆက်နာကိုရောက်သွားခဲ့တယ်။ထင်းချောက်တွေကောင်းနေရောတိပိမော်ကနေဖုတ်ကနေကြလာတဲ့တန်ချောင်းကြည့်လိုက်တော့သွေးရဲရဲတန်ရဲရဲဖြစ်နေတဲ့အသေးဥစုံကလီစာတွေကြီးဖြစ်နေခဲ့တယ် ။စိုးပေလေရုတ်တရက်မှုကြီးရည်များကြီးလာတာလားဆိုပြီးလှရှာကြည့်ပေမဲ့ဘာမှမတွေ့ရပြင်တကူလုံးမှရှိရဲ့ကြက်သိမ်းမွေးညင်းတွေမှထလာလို့ထင်းကြောက်တွေစက်မကောက်တော့ပဲတောဆက်ကနေထွက်ပြေးလာခဲ့လိုက်တယ်။အဲ့ဒီချိန်တောဆက်အဝါကနေညစ်ဘက်ပရင်နေတဲ့နီညူရောင်ထမင်းကိုရင်ရှားထားတဲ့အသက်60အရွယ်မိန်းမတရားဘွားကနေပေါ်လာပြီးတော့စိုးပေကိုအနားလာဖို့လက်ရက်ခော်နေရမြင်လိုက်ရတယ်။ဟုတ်ကလေးဒီနားကိုလာစမ်းငါခေါ်တော့လာရင်လာနော် မလာရင်နေရင်ဘက်ကိုခွဲပြီးအထက်ရကလီစာတွေကိုအစိမ့်လိုက်စားပစ်မယ်။အမေအိုကြီးကပစက်မလုပ်ပဲဒီတိုင်းရက်နေပြီးမဲ့အတန်ကအလိုလိုထွက်နေရကြ။စိုးပိတ်ခင်ဗျာခြေရည်လက်တွေတုံလာပြီးတော့ကြောက်ဆက်ကငယ်ရိတ်ကိုစောက်တက်လာခဲ့တယ်။နင်းလေဟာကိုလားကျော်ပြောတဲ့ပညာတဲ့မိမကြီးများဖြစ်နေမလား။ဒါမှမဟုတ်ခုနောက်မြင်လာရတယ်လို့ငါရဲ့ဥရအသေးတွေကိုအစုပ်လိုက်ထုတ်ပြီးစားပစ်လိမ့်မလားဆိုပြီးတွေးပြီးတော့ငယ်တန်ပါအော်ပြီးတော်တဲ့ဝင်ပြေးဖို့ကြိုးစားပေးမိတယ်။ ထမေရင်ရှားထားတဲ့မိမအရာဇိုးပေအကြံကိုသိနေရဲ့အလားတေးလန်ရှိရနေဘွားကနေပေါ်လာခဲ့တယ်။နေရထွက်ပြေးမယ်ပေါ့လေ။မစမ်းမလို့ပဲဟင်းကနေထွက်လာတဲ့အတန်းကြောင့်ဇိုးပေတရကြောင်သေးတွေပါထွက်လာပြီးဒူးပါခွေးကျသွားခဲ့တယ်။အမေဦးကြီးကလည်းတွေးပြက်နေရဲ့ဇိုးပေနာကိုခြုံမြနေရဲ့လက်သေးတွေကိုပုတ်တက်ရီတဖြည်းဖြည်းကပ်လာခဲ့တယ်။အမေအမေမလာနဲ့မလာနဲ့ဇိုးပေကနားနဲ့ဖက်ကိုလက်နဲ့ပိတ်ပြီးအတကောအော်ဟေးလိုက်တဲ့ချိန်ဟိုကောင်လေးတတိထောင် ဟဲ့ပကောလာပုံတော့ကြောင့်ဖြတ်ခနဲလန့်နိုးသွားခဲ့တယ်။ဟမ်ခုနကဆုံးမရောကျွန်တော်ကဘလို့လုပ်ပြီးကုတ်ကုတ်ပြီးအောင်ပြန်ရောက်နေရလဲ။မင်းအိမ်မက်မက်နေရဖြစ်မယ်။ငါတို့လမ်းသွားနေရင်ခေယောင်ကတန်းအော့နေရတွေ့လို့လာနှိုးလိုက်တာ။ခန်နွမ်းနွမ်းယောဂီဝိဆောင်ကိုတေသစွာဝေထားတဲ့လူနှစ်ယောက်စကားကြောင့်စိုးပေတယောက်ဟင်းကနေတက်ပြင်းချလိုက်ပြီးတော့အိမ်မက်တဲမှာနီညိုရောင်ထမိန်ကိုရင်ရှားထားတဲ့အမေအိုတယောက်ကျွန်တော်ကိုတက်ပြီးကလီစာတွေစားမဲ့လုပ်နေလို့ထွက်ပြေးနေတာ။ အတော့ကြောက်ဖို့ကောင်းတဲ့အိမ်မက်ပဲဗျစိုးပေစကားကြောင့်ယောဂီဝေလူနှစ်ယောက်ကအထိတ်ပဲပါတဲ့မျက်နှာနဲ့အချင်းချင်းကြည့်လိုက်ပြီးတော့အိမ်မက်ဆိုတာသွေးလေချောင်ချလိုမတ်တာလည်းဖြစ်တတ်ပါတယ်မင်းကြီးရတာထင်းနေလိုက်ောက်ပြီးမိခင်နဲ့အိပ်ပျော်သွားတာတင်နေဟုတ်မယ်တင်နေဒါနဲ့ဦးလေးတို့ကဘဲရွာကလည်းဘဲရွာကမှမဟုတ်ပါဘူးလမ်းသွားရင်မင်းရောင်ပြီးအော်နေရတွေ့လို့လာနှူးလိုက်တာအော်ဟုတ်ကဲ့ဒါပြည့်ကျွန်တော်ပြန်လာအောင်မယ်နော်နေလဲစောင့်နေပြီမို့အမေစောင့်နေလိမ့်မယ် စူးပီယာမျက်နှာစိမ့်လူနေရကိုနှုတ်ဆက်ကတင်းစီကိုမနိုင်တနိုင်တမ်းပြီးရွာထဲကိုဝင်သွားခဲ့တယ်။အလင်းရောင်ပြောင်းဆုံးနေပြီဖြစ်တဲ့ညအချိန်မှာတော့လမ်းသွန်လန်းလာပြီးနားနေလို့ရအောင်စောက်ထားပေးရဲ့ဇေယျတစ်ခုမှာဖျောင်းနိုင်ပြီးအလင်းရောင်မှိန်ပြပြထွက်ပေါ်နေခဲ့တယ်။ဇေယျတွင်းမှာတော့မိုင်းကန်စက်ကူပေါ်မှာအင်းစမတွေကိုစိတ်နှစ်ပြီးရေးဆွဲနေတဲ့လူနေရောင်ရှိနေပြီးသူတို့နောက်မှာတော့စပင်းကိုကြောလဲလောက်ချထားပြီးအပေါ်ပိုင်းဗလာကျင်းထားတဲ့လူတယောက်ရက်နေခဲ့တယ်။မကြခင်အင်းဆွဲနေတဲ့လူနေရောင်က မိုင်းကြိုင်ဆက်ကူတွေကိုတိတ်လိုက်ပြီးရေးဆွဲထားတဲ့အင်းစမတွေကိုမီးရှို့ပြချကရေနဲ့ရောပြီးတောက်ချလိုက်တယ်။တောက်ပြီးရနဲ့အနောက်ကိုလှည့်မကြည့်ပဲ။နေပိုင်အချုပ်ကိုပြင်လိုက်တာဒီရွာနားမှာကျက်စားနေတဲ့သူကနေပိုင်ပြောတဲ့ပုံကိုဟုတ်မဟုတ်အတီးပြုတ်ကျင်လို့ပါ။အောင်မြတ်တာစကားအစုံမှာ နေပိုင်အချုပ်ဆိုတဲ့ပုံကက၆ကက်တဲ့အတန်နဲ့ဆရာတို့ပြောဖို့ရကဝေမကဒီနားတဝိုက်ကိုလှည့်ပတ်သွားလာနေရပဲ။သူဟာလူတွေရဲ့စိတ်ကိုကြောက်လန့်အောင်ငဲ့အောင်လုပ်ပြီးမှဟန်ဆာတက်လို့ အရင်ဆုံးကြောက်စိတ်ဝင်အောင်လှုပ်တက်တယ်။သူ့ရဲ့မူလနေထိုင်ရာအရက်ကဘယ်မှာမို့လို့လဲ။သူ့ဘယားနေရောက်လာတယ်ဆိုတာကျုပ်တို့လည်းမသိဘူး။စွမ်းနာတော့အတော်စွမ်းနေ။ကျုပ်တို့လိုနေပိုင်နေအောင်သူနဲ့ထိတ်တန့်ရင်မဆောင်ရဲလို့ဆရာတို့အကူအညီလာတောင်းရတာပါ။ကောင်းပြီလေ။ဒီရက်ပိုင်းအတွင်းတင့်နယ်ထဲမှာရှိတဲ့နန္ဒဘာဝတွေရောစုံကွေတွေရောညာမောင်စာပြောရနဲ့အပြစ်မထွက်ကြဘူးတတိပေးလိုက်ပါ။ကျန်တဲ့ကိစ္စကျုပ်တို့ကြိလုပ်လိုက်ပါမယ်။အောင်မြတ်တာစကားဆုံးမှာ နေပိုင်ပုဂ္ဂိုလ်ကခေါင်းဝန်တင်းတင်းနှိပ်ပြပြီးဇေယျဘဝနဲ့ပြန်ဆင်းသွားခဲ့တယ်။စိုးပိတ်ရင်ဒီနေ့ထင်းကားမထွက်ဘူးလား။အေရှေ့ကနေအော်ပြောနေတဲ့စီးတူးတန်ကြောင့်မနီးယားကောက်လာတဲ့ထင်းစားတွေကိုနေလန်းနေရဲ့စိုးပိတ်တရားပစိုးကိုပြင်ဝင်လိုက်ပြီးအေရှေ့ခနာထွက်လာလိုက်တယ်။ခနာနေသွားမယ်လေ။ဘာဖြစ်လို့လဲ။ငါလည်းနေနဲ့အတူတူလိုက်ချင်လို့အိမ်မှာထင်းနေသိမရှိတော့ဘူး။နေလိုက်မယ်ဆိုထန်းကုတ်တူပဲသွားမှရမှာ။အဲဒီဘက်မှာထင်းပိုများတယ်။နည်းနည်းတော့ဝေးရဲ့နော်။ ဒါမဲ့သွားလို့တော့ရပါတယ်။အေးအေးခဏစောင့်ငါတင်းစီဖို့ကြိုးရီယူလိုက်အောင်မယ်။စိုးပေရတင်းလေးကိုစီးမဲ့ရှော့ကြိုးရီကိုလွယ်အိတ်ထဲထည့်လာပြီးတော့တန်ကုတ်တို့ရှိရဲ့တောဘက်ကိုထွက်လာခဲ့လိုက်တယ်။တန်ကုတ်တို့ဆိုတာကလွန်ခဲ့တဲ့ဆယ်နှစ်လောက်ကတန်းမင်းကိုမူးကျိုးပြစ်ခံတီးပြီးထပ်ပိုင်းပြတ်ကျတဲ့နေရာကိုရွာသားတွေကအလွယ်ခေါ်ခဲ့တာဖြစ်တယ်။တန်ကုတ်တို့ကနေဆက်သွားရင်ဘဲခိကာနာတွေကရှိနေမှမသိရဲ့အုတ်ကုနှလုံးရှိရဲ့နေရာကိုရောက်ပြီးတော့အဲဒီတို့တော့တော်ရုံဘူးမှမသွားရဲကြ။ မျက်စိလဲလမ်းမပြီးရောက်လာတဲ့သူတွေကတော့အုတ်ကူနာမှာမကြုံမလို့ပဲစောက်ကျက်တဲ့သူတွေရှိရဲဆိုပဲစိုးပိတ်ရောလဲအုတ်ကူနာကိုငငယ်ရတစ်ခေါက်ပဲရောက်ဘူးပြီးနောက်ပိုင်းသိမ့်မရောက်ဖြစ်ခဲ့ကြအခုလဲထန်းကုတ်တူဘက်ကသာသွားမယ်ဆိုပြီးထွက်လာခဲ့ကြတာခရီးတော်တော်ပေါက်တဲ့အထိအစဉ်ပြေမဲ့တင်းရုံမတွေ့ပဲအသားခက်ပွားပွားတင်းတချို့ကိုသာရခဲ့တယ်စီသူငါတို့အုတ်ကူနှလုံးရှိရဲ့ဘက်သွားကြည့်မလားတင်းကိုင်းကိုအချောတက်ရင်မေးလိုက်တဲ့စိုးပိတ်စကားကြောင့် လေးကြပေါင်းနေရဲ့ဇီးပင်အောက်မှာထိုင်နေရဲ့စီသူကဖြစ်ပါမလားအရိဘက်ကိုတခါမှမရောက်ဘူးတာမဟုတ်ဘူးနော်တော်ကြမျက်စိလည်နေမှဖြစ်မင်းရလဲငါငငယ်ရတစ်ခေါက်ရောက်ဖူးပါတယ်လူကြီးတွေကငါတို့မသွားရဲအောင်ခြောက်ပြောတာပါကွအလကဘာမှရှိရမဟုတ်ဘူးဘာလဲမင်းရကြောက်လို့လားစိုးပေစကားကြောင့်စီသူရှူးရှူးရှဲရှဲဖြစ်သွားပြီးငါကဘာလို့ကြောက်ရမှာလဲသွားဆိုလဲသွားကြတာပေါ့ဒီလိုနဲ့စိုးပေကိုနေရရထားတဲ့တင်းတချို့ကို တပင်းအောင်မှထားခဲ့ပြီးအုတ်ကုနှလုံးရှိရဘက်ကိုဝင်လာခဲ့ကြတယ်။အဲဒီချိန်သူတို့နေအောင်ရမလန်းမကန်းမှာရှိရတဲတဲရနေနေရနေရမျက်လုံးနှလုံးပေါ်လာခဲ့တယ်။စိုးပေတို့ကတော့တတိမထားမိပဲတချင်းလေးတကြောကြောဆိုရင်လူသွားနန်းလေးအတာရှေ့ကိုဆက်တူးလာခဲ့ရတနည်းအားအရောက်မှာတော့အာအမလီငါချစ်အောင်လှုပ်လို့မရတော့ပါလား။စိုးပေညင်းညူနေတဲ့အတန်ကိုကြားလိုက်ရတယ်။စိုးပေတို့လည်းအတန်ကြားတဲ့ဘက်ကိုကြည့်လိုက်ရာ ပစိုးစုပ်တထဲကိုပခုံးမော်တင်ပြီးလဲကြနေရဲ့အသက်40ရွယ်မိန်းမတစ်ယောက်ကိုမြင်လိုက်ရတယ်။အာဟိုကလေးတွေအကြီးလေးခြေရောင်အစစ် လွဲသွားလို့တစ်ချက်ကူပေးကြပါအောင်။စိုးပေတို့လည်းရောင်ကိုင်းနေရဲ့ခြေရောက်ကိုကမ်းပြီးညှင်းညူနေရဲ့မိန်းမကြီးကိုတနာပြီးအနာတိုးကဆွဲတူပေးလိုက်ကြတယ်။အကြီးလေးကတယောက်ထဲလာတာလား။မဟုတ်ပါဘူးကွယ်။တားနေရောက်တဲ့အတူလာတာ။သူတို့နဲ့တော်ထဲမှာလမ်းကွဲပြီးဒီဘက်ကိုရောက်လာတာပဲ။ ဒါနဲ့အကြီးလေးကဘယ်ကိုပြန်မှာလဲကြုံထုတ်လိုက်ဖို့ပြင်မယ်လေလမ်းဒီကိုတော့မမှန်းမိရောပါဘူးကွယ်ဒါနဲ့ဒီနားမှာစက်သွုံကုန်းရွာသွားတဲ့လမ်းများရှိလားပြားစက်သွုံကုန်းဟုတ်လားဟုတ်တယ်လေခလေးတို့ရဲ့ဘာဖြစ်လို့လဲစက်သွုံကုန်းဆိုတဲ့တန်ကြောင့်စိုးပင်နဲ့စီသူတို့တရားမျက်နှာတရားကြည့်လိုက်ပြီးစက်သွုံကုန်းရွာဆိုတော့ကျုပ်တို့ငယ်တွေကတရွာလုံးမီးလောင်လို့ပြတ်သွားခဲ့ပြီလေခုထိလူနေရလို့မကြားမိပါဘူးမဟုတ်တာကွယ် အကြီးကကြက်တုံကုန်းရွာမှာနေတာကလေးတို့အတင်မားနေပါပြီဟာမားစရာလားစီသူရေငါတို့ဒီကနေသွားကြရအောင်မြင်မြန်စိုးပေကသူ့ရှိမှရန်နေရဲ့မိမကြီးကို ကြည့်ပြီးလှည့်ထွက်ဖို့အလုပ်ဟဲ့ကလေးတွေနေလို့ဘယ်သွားမလို့လဲစိုးရဲတန်နဲ့တူအေးဆက်တဲ့လက်တစ်ဖက်ကစီသူရဲ့လက်ကဝတ်ကိုလာရောက်ဆုပ်ကင်တာခံလိုက်ရတယ်လို့ကျုပ်ကိုလို့နင်တို့စက်တုံကိုခေါ်သွားမယ်တားတို့ရင် ဒီကောင်လေးနှစ်ကောင်ရဲ့ကိုယ်ကိုဆွဲပြီးတော့လိုက်ခဲ့ကြနော်မျိုးသကြီးတစ်ခုလုံးရောင်ကိုင်းနေတဲ့မိမကြီးကအေးဆန်းအပ်ွယ်တဲ့အတန်နဲ့ပြောလိုက်ရာမလန်မကန်းမှရှိတဲ့တစ်ပင်မောကနေရှာကြီးတွဲလောက်ချပြီးဇောက်ထူးစင်းလာတဲ့မဲမဲကောင်တစ်ကောင်မြင်လိုက်ရတော့လေဆိုဆိုပေပြပြတောင်းမောက်ပြီးကွစီသူရဲ့အော်တန်ကြောင့်ဆိုးပေတီကအနောက်ကိုလှဲ့မကြည့်ပဲတောက်ချစ်တီပြေးထွက်နိုင်ခဲ့ပြီမဲ့စီသူကတော့သူ့ကိုဖမ်းချုပ်ထားတဲ့လက်အောက်မှာမယုံနိုင်မဲ့ တော်ရဲကိုဒီယိုတိုက်ဆွဲခေါ်သွားတာခံလိုက်ရတယ်။စိုးပေတရားဘလောက်ထိကြားရဲတိပြင်းနေမှမသိဖြစ်နေတယ်လို့ဘယ်ဟိုရောက်မှန်းလဲမသိဖြစ်နေခဲ့တယ်။အဲဒီချိန်အနောက်ကနေအင်ဂျီကော်လန်ဆောင်တရားရောက်ကဆွဲလိုက်တယ်လို့ဖြစ်ပြီးအရှိကိုရိုက်ကြသွားခဲ့တယ်။လှုပ်မကောင်းဆိုးရတယ်ကျုပ်ကိုလှုပ်စမ်းဟိုကောင်လေးတတိထားစမ်းတရဲတွေတရဲမကြီးကဲပါအောင်အမလီကဲကြပါအောင်စိုးပေရအကြောင်းလိုမီသွေးယူသွေးတန်းအော်နေရကြောင် ဇဘိုးကိုလဝါးဆောင်နဲ့ရပြီးတတိလေးအောင်လှုပ်လာရတယ်။အတန်ကြာတော့စိုးပေတယောက်တတိရလာပြီးသူ့ဘေးနားမှာတော့ငုတ်တုတ်ထိုင်ဆောင်နေတဲ့လူနှစ်ယောက်ကိုမြင်လာရတယ်။ဟွန်းဦးလေးတို့ကမနေ့ကတွေ့ခဲ့တဲ့လူတွေမို့လား။ဘလို့လို့ပြီးဒီကိုရောက်နေရတယ်။မင်းနဲ့တခြားကောင်တွေတယောက်တော်ရဲဝင်သွားတာတွေ့လိုက်လို့အနောက်ကနေလိုက်လာခဲ့တာ။ဘလို့ဖြစ်လို့ခါတိုင်းထိကောက်နေကြနေရမှာမကောက်ပဲတတိဝင်လာကြရတယ်။ဟုတ်သားပဲ။စီသူစီသူတယောက်ဟိုတရဲမကြီးလက်ထဲပတ်သွားတယ်။သူ့ကိုကယ်ကြပါဦး။ ဟင်ဒုက္ခတော့များပြီတင်နေမင်းခုချက်ချင်းရွာထဲကိုပြန်တော့ကျွန်တော်ဘယ်လမ်းသွားရမှာလဲလူကကြောက်စိတ်ကြထုပူပြီးဘယ်လိုသွားမှန်းမသိဖြစ်နေလို့ပါစိတ်ကိုအေးအေးထားပြီးခုမြင်နေရတဲ့တော်လန်တိုင်းတဲတဲသာထွက်သွားလိုက်ဘယ်လမ်းကိုမှမချိုးဝင်နဲ့ဒါဆိုရွာအပြင်လမ်းကိုရောက်သွားလိုက်မယ်မင်းတငယ်ချင်းအတွက်တော့စိတ်မပူနဲ့ငါတို့ပြန်ခေါ်လာခဲ့ပြီမယ်ဟုတ်ကဲ့တေချာခေါ်လာပေးပါဗျကျွန်တော်ရွာရောက်တာနဲ့လူကြီးတွေကိုပြောပြီးတော့လိုက်ခဲ့ပါမယ် မင်းတို့လိုက်လာရင်မလို့အတဲကိစ္စတွေဖြစ်လာနိုင်တာမို့လို့ဘယ်သူမှမသိအောင်မနေနိုင်မင်းတငယ်ချင်းကိုဒီညာရင်းချင်းခေါ်လာမယ်လို့ကတိပေးတယ်ဟုတ်ဟုတ်ဒါဖြင့်ကျွန်တော်သွားပြီနော်စိုးပေလည်းဆုထားတဲ့ထင်းနေကိုတော့မကောက်နိုင်တော့ပဲလူသွားလန်းအတားပြေးထွက်လာခဲ့တယ်စိုးပေထွက်သွားတော့အောင်မြတ်တာကဝင်းနူဆဲဆဲဖြစ်နေတဲ့နေရောင်မော့ကြည့်လိုက်ပြီးနေလဲစောင်းပြီဆိုတော့အချိန်ခါကောင်းမယ်အစင်သိရင်ငါတို့ရှာနေရဲ့ကိုရီမဟုတ်ပါတွေ့နိုင်တယ်သွားကြရအောင်အဲရီလို့ပြောကောင် လူသွားလမ်းရှိရဲ့ဘက်ကိုထွက်လာခဲ့လိုက်တယ်။မင်းနဲ့အနှဲငယ်ရှောက်လာပြီးချိန်မှာတော့ရင်းကြီးရဲ့အထက်တက်တက်နေတဲ့အုပ်ကုနှလုံးသားရောက်လာခဲ့ကြတယ်။လူသူဝေးကွာတဲ့နေရာမှာရှေးခေတ်လက်ရပန်းကနုတ်တင်တဲ့အသေးချာဆောက်လုပ်ထားတဲ့အုပ်ကုနှလုံးရဲ့မျက်နှာမှာတော့ရဲမြက်လအသက်16နှစ်ရဲမြက်ပလအသက်16နှစ်ဆိုတဲ့နာမည်ကိုမှိန်ပြပြရေးထားတာကိုမြင်လိုက်ရတော့တယ်။အောင်မြတ်သာလဲအုပ်ကုကိုမြင်တော့စူရှာတောက်ပတဲ့မျက်လုံးနဲ့ပုံဝင်းကြည့်ကိုကြည့်လိုက်ရမလန်မကန်နေရာတစ်ခုကနေ သူတို့ကိုစိုက်ကြည့်နေတဲ့လူငယ်နှစ်ယောက်ကိုမြင်လိုက်ရတယ်။ဟောင်းနှံဆွေးမြေ့နေတဲ့ငွေမယောင်ပစိုးကိုဝစ်ထားတဲ့လူနှစ်ယောက်ရဲ့အကြည့်ရွေးရဲ့မှာအားကိုးလိုမှုတိမ်ငယ်မှုအေးအေးရောင်နေမြင်တွေ့နေရတာကြောင့်မတိဟန်ဆောင်ကထွက်သွားဖို့အလို့ဆရာအနေနဲ့ကျုပ်တို့ကိုမြင်နိုင်နေဆိုတာသိပါတယ်။ကျက်သွန်ကုန်းရွာပြန်လာခဲ့မဲ့အချိန်ကိုကျုပ်တို့စောင့်နေမှာပဲ။ဆိုရဲအတန်မြင်မြင်လေးကြားလိုက်ရတယ်။အောင်မြတ်တာလဲကြားတဲ့အတန်ကြောင့်ခေါင်းပေါ်မတိမတာလေးနှိပ်ပြပြီးဆက်ထွက်လာခဲ့လိုက်တယ်။နိုင်ဝဲလောက်သွားပြီးချိန်မှာတော့ ။တစ်ပေကျုံရယ်တွေမရှိရဲ့မြင်းနီလန်းတစ်ခုကိုရောက်လာပြီးတော့မလမ်းမကမ်းမှာတော့မိကိုတလူလူထွက်နေရဲ့လူနေအိမ်အစုကိုမြင်လိုက်ရတယ်။ဆေးဟာဒီလိုတောလဲမှာလူနေအိမ်တွေရှိပါမလား။မဟုတ်မှလည်းရော့ချက်သွုံကုန်းဆိုတဲ့ရွာများလား။ကိုအောင်မောင်စာပြိုးကျိတ်ဆိုတော့သူတို့ထွက်သွားကြပြီလေ။ရှေးဟာညောင်ပင်နာရောက်တဲ့အထိငါတို့ဆက်သွားကြတာပေါ့။အောင်မြတ်တာခန္ဓာလမ်းမှာမြင်နေရတဲ့ညောင်ပင်နာတိရအောင်ရှောက်သွားပြီးတရွာလုံးကိုလွှမ်းခြုံစေမဲ့တဲ့ပေါ့နဲ့လဝါနဲ့အုပ်မူလိုက်တဲ့ချိန် စကောဝိုင်းလောက်ကြီးမာတဲ့မီးလုံးကြီးတစ်လုံးကရွာအတွင်းဘက်တနေရာကနေတရှိန်တို့ထွက်ပေါ်လာခဲ့တယ်။ဒါပေမဲ့တန်တမင်အမည်အရောက်မှာတော့အထက်ကိုဆက်မတက်နိုင်တော့ပဲတပြေးပြေးအောက်ကိုနေစင်းကပျောက်ွယ်သွားခဲ့တယ်။မောင်ကောင်းရေဒီရွာထဲမှာကိုဝေမခိုးအောင်နေရာတည်ကြပြီ။ဘယ်နေရာမှာရှိလဲဆိုတာသိရဖို့တရွာလုံးကိုမူလပြန်အောင်လုပ်ရတော့မယ်။အဲရီလို့ပြောပြီးတော့ရွာလမ်းမပေါ်ကိုခြေချလိုက်ရာလှူရှာသွားလာနေတဲ့လူတွေအားလုံးမတိုင်းမင်ထားပဲရုတ်တရက်ညိတ်သက်ကုန်ကြတယ်။ အဲ့ဒီချိန်မှာပဲအောင်မြတ်သာရွာမီအဆက်ကိုလက်ညှိုးနဲ့ထောက်ပြီးမူလပြန်စီလို့အမိတ်ပြန်လာရာအင်ကြီးအိတ်ကောင်းနဲ့အဖြစ်ရနေမီးလောင်ခံထားရတဲ့အိမ်ပြန်ကြီးရဲ့အဖြစ်ပြောင်းလဲသွားပြီးတော့ရွာသားတွေကလည်းအညူမဲဆွဲပြီးရုပ်ပြက်စင်ရွက်ဖြစ်နေတဲ့နာနာဘောင်ဝတွေဖြစ်ပြောင်းလဲသွားခဲ့ကြတယ်။ငါတို့နေရအောင်မလာကြနဲ့ထွက်သွားကြ။တွားကြမလာနဲ့။ဆိုတဲ့တန်တွေကနေရအနှံ့အနေထွက်ပေါ်လာပြီးတော့မီးလောင်ညှော်နှန်းနေရောနေရဲ့အပုပ်နဲ့နေကမှွန်ထူကထွက်ပေါ်လာခဲ့တယ်။အဲ့ဒီချိန် ရွာရဲ့အလယ်နားလောက်မှာရှိတဲ့နေရာတစ်ခုကနေဆက်ခနေစုံတော့တယ်လို့အလင်းတန်းတစ်ခုထွက်ပေါ်လာတာကြောင့်အောင်မြတ်သာသူ့ရှိမှာကာနေရဲ့နာနာဘဝတွေကိုလက်နဲ့ဖယ်ထုတ်လိုက်ရာလီမုံစံနဲ့မောက်ခန့်တီးရဲ့ဂုံးစတွေလိုဘေးဘက်ကိုလွင့်ထွက်သွားခဲ့တယ်။အောင်မြတ်သာနဲ့မောင်ကောင်းလည်းလမ်းရှင်းသွားရနဲ့စုံမီတောင်းနေရဲ့ဘက်ကိုကမ္မမန်ရှောက်လာခဲ့ခြင်းဝုန်းဆိုတဲ့တန်နဲ့တူရေမတ်တစ်ခုလိုဟတ်တက်ကွဲနေရဲ့လူသေးလောင်တစ်ခုရှေ့ကိုကျလာခဲ့တယ်။ဟိုလူငယ်လေးများလားမောင်ကောင်းကစိုးရိမ်တကြီးရေရိုပေးကြည့်လိုက်ရာ လူသေးအလောင်းကအသက်40ရွယ်လူကြီးတယောက်ဖြစ်နေအောင်မြင်နိုင်ရတယ်။အဲဒီချိန်မှာပဲပျက်စီးနေတဲ့ပြင်တော်အိမ်ပြတ်တလုံးကနေမီးတောက်တင်ဟုန်ကနေထထောက်လာခဲ့တယ်။မီးတောက်တင်မှာတော့ကောက်ကွေးနေတဲ့စပင်ကိုဖားလိုက်ချပြီးငုတ်တုတ်ထိုင်နေတဲ့မိန်းမတယောက်သူ့နောက်မှာတော့မင်းကြီးကြီးအဝိစားကိုဝစ်ထားပြီးမျက်နှာတစ်ခုလုံးမီးလောင်ခံထားတဲ့မိန်းမတယောက်ကခါထောက်ကရက်ကြည့်နေခဲ့တယ်။သူစန်းနာကမီးဟုတ်ဟုတ်ထောက်လောင်နေတဲ့အိမ်ထဲမှာနေနေကြပြီမဲ့ အဝေးစားနားမှာထွက်နေတဲ့ကြည်စားအုပ်တော့မလောင်ကျွမ်းတာပါပဲ။အောင်မြတ်သာငုတ်တုတ်ထိုင်နေတဲ့မိန်းမအောင်မြင်တော့လက်နှစ်ဖက်ကိုဟန့်ပါပါပိုက်လိုက်ပြီးတင်ရကြက်ရွာထဲမှာပုံအောင်နေပြီးဘိုးလုံးနေရအောင်။အဲဒီလိုပြောလိုက်တော့မှငုတ်တုတ်ထိုင်နေတဲ့မိန်းမမဲနေနေရဲ့သွားတွေပေါအောင်ရှိပြီးတော့ငါဒီနေမျိုးလာတယ်ဆိုတာအကြောင်းရှိရဲ့။နေတပဲ့ရောနေရောမသိချင်းထွက်သွားကြ။တင်တို့ဖန်းခေါ်သွားတဲ့လူငယ်ကိုပြန်ထုတ်ပေးပါ။သူဖို့ဗမာရှိနေလဲ။ဆက်စုလိုက်တာလူမာရောလား။ ငါအကြောင်းရှိလို့သူ့ကိုခေါ်လာလားစိတ်ချက်ငါသူ့ကိုမတက်ဘူးစိတ်ကောင်းဝင်နေရောပြန်ကြအောင်မြတ်တာလဲမိတောက်ထဲမှာထိုင်နေတဲ့ကုဝေမာကြီးကိုစကားကောင်းပြောမရမှန်းသိသွားတာကြောင့်မိတောက်လောင်နေရဲ့အိမ်ပပက်လေကိုစီးချပြီးအင်းချဲတစ်ချက်ကိုမိတောက်တွေကြားပြစ်ထဲလိုက်တယ်ပါလာတဲ့အင်းချက်ကမိတောက်နဲ့ထိရဲ့ချိန်အယောင်တဖိဖိတောက်နေရဲ့ရွှေမုံနဲ့အဖြစ်ပြောင်းသွားပြီးတော့ကုဝေမာကြီးရဲ့ကိုသွားရောက်ကန့်ညိနေခဲ့တယ်ကုဝေမာကြီးကတော့အင်းပြောင်မုတ်တွေကန့်နေပေမဲ့ ကြောက်လန့်တုံ့လုံခြင်းမရှိပဲဟဟပပတ်ရှိမောကအောင်မြတ်တာကိုဒီဇိုင်းမမတ်ကြည့်နေခဲ့တယ်။ဆီယာဒီကွေမကထူးဆန်းလိုက်တာသူ့ကိုဖမ်းမဲ့အင်းချက်သုံးနာကိုတိတိနဲ့ဘာမှမတုတ်ပြန်ပါလား။မောင်ကောင်းစကားကိုအောင်မြတ်တာကလက်ခံနေနဲ့ခေါင်းငိတ်ပြကစဉ်းစားနေရဲ့ချိန်ကွေမကြီးအနောက်မှာရက်နေရဲ့မိမကျမ်းမြေကိုဖနောင်းတဲ့ပေါက်ကအောင်မြတ်တာစီခုံဆင်းလာခဲ့တယ်။မလုံနဲ့မိစောနင်ဒုက္ခရောက်လိမ့်မယ်။ မီးတောက်ထဲမှာအင်းပြနဲ့ဖန်ချုပ်ခံထားရတဲ့ကိုဝေမာကြီးစကားမဆုံးလိုက်ခင်မှာကုနာခုံစင်းလာတဲ့မိမကြီးရဲ့ခန္ဓာကိုယ်တွေကနေအလုံးပြင်းထန်တဲ့လိုင်းတွေထွက်ပေါ်လာခဲ့တယ်။အောင်မြတ်သားကတော့သူ့ကိုပညာနဲ့တိုက်ပြီးဆိုတာသိရနဲ့ခြေထောက်ကိုရှစ်တလန်တူပြီးညာလက်နဲ့ကာလိုက်ရဆက်တွေရနာရလန်းတိုင်းပြန်လှည့်သွားပြီးအနားမှာရှိတဲ့အေးပြက်တွေကိုတွားရောက်ထိမှန်ကုန်တယ်။အလားတူဆက်တချို့ကလည်းမိစောဆိုတဲ့ပညာတဲ့ရဲ့ကိုကိုထိမှန်ခဲ့ပြီးပါဇက်ကနေသွေးတွေပွက်ကနေ ထွက်ကြလာခဲ့တယ်။မလုံးနဲ့လို့အတန်တန်တားနေတဲ့ဂျာနေကွယ်။ကိုဝေမာကြီးကမိစောကိုကြည့်ပြီးစိတ်မကောင်းတဲ့လေသန်းနဲ့ပြောလိုက်တာကြောင့်အောင်မြတ်သားနဲ့မောင်ကောင်းတို့တယောက်မျက်နှာတယောက်ကြည့်ပြီးတွေ့ဝေသွားခဲ့တယ်။ဒီလောက်ပညာစွမ်းတက်တဲ့ကိုဝေမာကြီးကသူတို့ကိုမတိုက်တဲ့ပြင်ဒီမခန့်နိုင်လို့ပြန်တိုက်တဲ့သူကိုလည်းတားဆီးခဲ့တဲ့အကြောင်းရင်းကိုစဉ်းစားနေရတဲ့အချိန်နေလို့ဆရာရီကငါတို့ဆိုရင်မကောင်းတဲ့သူတွေပဲလို့မြင်နေကြတယ်မို့လား။တင်တော့ကဘာကြောင့်ဒီနေမြေတဲ့ကိုကျူးကျော်ဝင်နေခဲ့ရလဲ။ နောက်ပြီးအပြစ်မရှိတဲ့လူကိုဘာကြောင့်ဖမ်းခေါ်သွားရလဲ။အေးငါတို့ဘာကြောင့်ဒီနယ်မြေရဲ့လာရလဲဆိုရင်မိစောတော်တော့မပြောနဲ့တော့။မိတောင်းတွေတဲ့ထိုင်းနေရဲ့ကိုဝေမာကြီးတန်ကြောင့်မိစောကအံ့ဩတာကြိတ်ပြီးမျက်နှာလွှဲလိုက်တယ်။မိစောနင်းကငါဘာပြောထားလဲ။ငါအဖမ်းခံရရင်တောင်မှနေပါစက်ကနေဒီအကြောင်းထွက်လို့မရဘူးပြောခဲ့တယ်မို့လား။အောင်မြတ်သားလည်းသူစက်နဲ့အပြုတ်မှုတွေကြောင့်စိတ်ထဲဘူးရင်မကြဖြစ်သွားပြီးတော့ချုံနောက်ထားတဲ့အရာတွေကိုပြန်ဖြတ်ပေးလိုက်တာ ။တင်တို့ရံမပြုတ်ဆိုရင်ကျုပ်လည်းရံပြုတ်စရာအကြောင်းမရှိပါဘူး။ဒါမဲ့ဖန်းခေါ်သွားတဲ့ကောင်လေးကိုတော့ကျုပ်တို့နဲ့ပြန်ထည့်ပေးလိုက်ပါ။အဲရီလိုပြောလိုက်တော့မိတောင်းတွေကြားတဲ့ထိုင်နေရဲ့ကဝေမာကြီးကအင်ပေါ်ကနေတလန်းချင်းဆင်းလာခဲ့တယ်။အိမ်အောင်ရောက်တော့လက်နှစ်ဖက်ကိုပုတ်တက်လိုက်ရာအပြာရောင်မိတောင်းတွေဖွာကနေဖွာကနေထွက်လာတာကြောင့်ကိုယ်မကြီးရဲ့ပညာအတော့အစင်းမြင့်ပါလားဆိုတာမြင်တွေ့ခဲ့ရတယ်။ကိုယ်မကြီးကတော့သူ့ပညာစွမ်းကိုမတိမတာထုတ်ပြရင်ဆရာတို့ပြောတဲ့အတိုင်းကျမမလိုက်နိုင်ဘူ ဒီကလေးကိုပြန်မထည့်ပေးနိုင်တာကြောင့်ကျမကိုအပြစ်ပေးမယ်ဆိုလဲခံယူပါမယ်။ဒါမဲ့မီဆောကိုတော့ပြန်လှုပ်ပေးပါ။အမေဘာတွေပြောနေရလဲ။မီဆောကလမ်းပြောလိုက်ပြီမဲ့ကဝေမာကြီးကလက်ကပြပြီ။ဆရာတို့မှလည်းမိဘဆိုတာရှိခဲ့ဘူးတယ်မို့လား။အခုကျမတို့ခေါ်လာတဲ့ကလေးကမီဆောရဲ့သားပဲ။ကဝေမာကြီးစကားကြောင့်အောင်မြတ်သားနဲ့မောင်ကောင်းတို့အနေငယ်အံ့ဩသွားပြီးတော့ဒါဆိုဒီကောင်လေးကိုဘယ်မှာထားထားရလဲ။တင်တို့ရဲ့စကားတွေကအလေးညာတွေဖြစ်နေရော။ ဘလို့လုံးလဲဆရာလေးမယုံရင်ကျမကိုချုံနောင်ထားလိုက်လေမိစောနဲ့သူ့သားကိုတော့ထွက်သွားခွင့်ပေးလိုက်ပါဒါဆိုဒီကောင်လေးအသက်ရှိနေသေးကြောင်တက်သေးပြပါအောင်မြတ်သာစကားဆုံးမှာကိုဝေမာကြီးကလက်နှက်ဖက်ကိုစန့်တန်းလိုက်ရာအမောင်တုတဲကနေစိတ်ညို့ခံထားရတဲ့ပုံစံဖြစ်နေတဲ့လူငယ်တယောက်ထွက်လာခဲ့တယ်။ကျုပ်တို့အနေနဲ့ဒီကောင်လေးကိုခေါ်သွားရမှာမို့တင်းတို့နဲ့ထဲ့မပေးနိုင်တာနားလဲပေးပါ။အောင်မြတ်သားလည်း စိမ့်ညှုတ်ခံထားရတဲ့လူငယ်ကိုတတိယအောင်လုပ်ဖို့ရှေ့ကိုတက်သွားခြင်းကိုယ်မာကြီးရဲ့လက်ကနေရှေ့လျားတဲ့ကြိုတွေထွက်လာပြီးတော့အောင်မြတ်တာနဲ့မောက်ကားကိုရစ်ပတ်ထားခဲ့လိုက်တယ်။မိစောဟိုကောင်လေးကိုခေါ်ပြီးတော့ငါတီမှာထိန်းထားပြီးမယ်။ကိုယ်မာကြီးရဲ့ရုပ်တရားချက်ချင်းဆိုသလိုခက်ထန်လာပြီးတော့ရစ်ပတ်ထားတဲ့ကြိုတွေကိုမလူတန်းဆွဲတင်ထားခဲ့တယ်။အောင်မြတ်တာကလည်းရုပ်တရက်အငမ်းမိသွားတာမို့ကိုမာပတ်နေရဲ့ကြိုးလေးကိုဖြီးဖို့ရုန်းကန်နေတဲ့ချိန် မိစုံစုရဲ့မိမလူငယ်ရဲ့ကိုဆွေကနေတမ်းပြီးထွက်ပြေးပြီမဲ့စီဆက်အနားလဲရောက်တော့အနောက်ကိုလမ်းကျသွားခဲ့တယ်။တင်းတို့ဒီစီဝိုင်းထဲကနေထွက်မရတာကြောင့်အသားတကြီးပြောတာအောင်လက်ခံပြီးပါမဟုတ်ရင်တော့ကျုံးနေနဲ့ထိခိုက်နာကြအောင်လုပ်ဝါလိမ့်မယ်။ကျမဒီပညာကိုစယူတဲ့အချိန်တဲတဆုပ်ရေတမောက်ကံပြီးကြိတ်ဆူခဲ့တာမို့တင်းရင်ငရဲကြမဲ့သူမိသားစုအနောင်ဖွဲ့ဆိုတာလည်းမရှိဘူး။ဒါပေမဲ့မိစုံမှာတော့သူ့ရဲ့သွေးသားရှိရဲ့ ဆရာတို့အနေနဲ့တိုက်မယ်ဆိုရင်တော့ကျမအသေးခံပြီးကာကွယ်မှာကွေမာကြီးကအန်ကိုကြိတ်ပြီးမြေကြီးကိုဖနှောင်းနဲ့ပေါက်လိုက်ရာအောင်မြတ်တာတားထားတဲ့စီးတနေရကဝန်းကနေမိကမိကိုလုံးနဲ့ထွက်ပေါ်လာခဲ့တယ်။ဆရာဟိုဘက်ကစီးပေါက်သွားပြီဘယ်လိုလုပ်ကြမလဲ။မောင်ကောင်းစကားကြောင့်အောင်မြတ်တာစိတ်ကိုတည်ငြိမ်အောင်ထားပြီးမျက်လွန်အောင်မှိတ်လိုက်ရာခန္ဓာကိုယ်တွေကနေစူးရှားတောက်ပါတဲ့ဆင်းဆွဲရောက်အလေးရောင်တွေဖြာထွက်လာပြီးတော့ကြက်ရွာအေးရတစ်ခုလုံးကိုစက်ဝိုင်းတဲ့တံဖုံးအုပ်သွားခဲ့တယ်။ ဒါမဲ့ကိုမရစ်ပတ်ထားတဲ့ကျူတွေကတော့ရှိမြဲတရှိနေစေ။ဆရာဘာလို့ပြန်မတိုက်ပဲအလျှော်ပေးထားရလဲ။ပြန်တိုက်ပါ။ကြုံမတိုက်ဘူးအမေ။တင်ရမကောင်းတဲ့ပညာကိုယူထားသူဖြစ်ပေမဲ့သူတဘာပေါ်ကူညီတတ်တဲ့သူဖြစ်နေရကြောင့်နားကြည့်အောင်မလုပ်ချင်ဘူး။ဒီကောင်လေးရလဲသူ့ဘဝနဲ့သူရှိနေရကြောင့်ရှိမြဲအတားရှိနေပါစေ။ဒီကောင်လေးရဲ့ပတ်ဝန်းကျင်မှာသူ့မိဖြစ်သူဝင်ထွက်နိုင်မှုတော့အကူအညီပေးနိုင်တယ်။အဲဒီတော့ဂတိတစ်ခုပေးရမှာ။ ကောက်လေးကိုလက်ရှိအုပ်ထင်းသူတွေစီကနေခေါ်မသွားဘူးပဲဒီကတိကိုတီမယ်ဆိုရင်တာဖြစ်သူကိုလည်းမြင်တွေ့ရမှာဖြစ်တယ်လို့ကျုပ်တို့ချင်းနဲ့ထိခိုက်အောင်မလုပ်ဖြစ်ကြတော့ဘူးပေါ့အောင်မြတ်တာစကားကြောင့်မိစွာကျုပ်ကျုပ်လေးထိုင်လိုက်ပြီးတော့ဆရာပြောတာတဘာဝကြပါတယ်အမေကြီးနဲ့ကျမကြောင့်ဒုက္ခများခဲ့ရပြီဆရာရဲ့ပညာစွမ်းကိုလည်းကျမတို့နှစ်ယောက်မရှင်းနိုင်တာတိတိရှေ့မတိုးပြရစေနဲ့ကျမလက်ခံပါတယ်အဲဒီလိုပြောလိုက်တော့ကိုဝီမာကြီးက အောင်မြတ်တော်ကိုမှကြည်နောင်ထားတဲ့ကျူးတွေကိုပြန်ပြေးပေးကအနောက်ကိုဆုတ်သွားခဲ့တယ်။ကဲကဲကျုပ်တို့လည်းတားဆီးပိတ်ပင်ထားတဲ့အကာရံတွေဖြုတ်သိမ်းပေးမယ်။အမေကြီးနေနဲ့ကိုနေတဲ့အရက်ဒေတာအောင်ပြန်ပြီးမကောင်းမှုတွေကိုတက်နိုင်သလားမလုပ်ဖြစ်အောင်ဆင်ကျင်ပါ။မိစောကတော့တောင်ရန်စားတော့သူနေနဲ့ရွာထဲကိုဝင်ထွက်ပါ။ရွာထဲမှာရှိနေတဲ့ချိန်မိမိရဲ့ပညာကိုမြို့တပုံစာများမထုတ်ပြဖို့အတွက်တိစ္ဆာစုနိုင်မှသလား။ကျမရုပ်ရည်ကို ကလေးဖိုးဖွားတွေကမှတ်မိနေလို့အစ်မပြေနိုင်ဘူးထင်နေစရာ။ဒါများမိစောရဲ့ငါအကူညီပေးမယ်။အဲဒီလိုပြောပြီးမျက်နှာပေါ်ကိုတွေးထွေးလိုက်ရမိစောကတဖြည်းဖြည်းပြောင်းသွားပြီးအသက်30ရွယ်တခြားတယောက်ပုံစံဖြစ်သွားခဲ့တယ်။ဒါငါငငယ်ရရှုပ်ပုံပဲ။နင်းနေတဲ့တပတ်ကိုတရက်တာဖြစ်သူနဲ့တွေ့ရခါပေးသုံးမယ်။ဆရာတို့နေနဲ့လည်းဒီဖြစ်ပျက်တွေပြီးရခါကျမတို့နေရဲ့ညောင်ဆောင်ရက်ကိုအလဲလာစေချင်ပါတယ်။ဆရာတို့အတွက်အကျိုးမရောက်စေရပါဘူး။ကောင်းပါပြီအမေ။ ကျုပ်တို့လမ်းကျုပ်ရင်ဝင်နေပါမယ်။ဒါမဲ့ညောင်စောင်းကိုလာတဲ့အခါတတိထားမှာရေအိုးနီရေရောရေရိုသာတောက်ဖို့ပဲ။ဘသူမေးမေးစကားမပြောဖို့လည်းတတိထားပြီပါ။ကောင်းပါပြီအမေ။ဒါဖြင့်ကျုပ်တို့ကိုသွားခွင့်ပြုပါဦး။အောင်မြတ်တော်လည်းစိတ်ညှို့ခံထားတဲ့လူငယ်ကိုဆွဲခေါ်ကပြန်ထွက်မှာတော့ကိုရီမာကြီးနဲ့မိဆောင်ကဆုံးတောင်းစားပြီးမိလုံးဖြစ်ပြောင်းကပြန်တက်သွားခဲ့တယ်။ကျဲရွာရောမူလာတိုင်းတိတ်ဆိတ်ငြိမ်သက်ပြီးခြောက်ချနေရန် အောင်မြတ်တော်တို့ဇီယက်ကိုပြန်ရောက်တဲ့အချိန်မှာတော့တကောင်ချိန်ဖြစ်နေပြီမို့စိတ်ညှိုးခံထားရတဲ့လူငယ်ကိုရေမှန်းအင်းမန်းနေနဲ့တတိပြန်ရအောင်လုပ်ပေးပြီးမနက်မိုးလေးမှရွာထဲကိုပြန်ပို့ပေးခဲ့လိုက်တယ်။နေ့နေ့ဆောင်ချေရောက်တော့ဇီယက်ပေါ်ငွေမယောင်ပစိုးဝှက်ထားတဲ့လူငယ်နှစ်ယောက်တက်လာပြီးတော့ညောင်စောအရက်မှရှိရဲ့သူတို့ရဲ့အလားကိုမီးရှို့တကြိုပေးဖို့လာရောက်ကူညီတောင်းခံခဲ့တော့တယ်။ဟုတ်ကဲ့ပါရှင်။စာရေးသူဇေယနာရာမညရေးသားထားတဲ့အောင်မြတ်တာနဲ့ ဥဆုံးစားကဝေးဆိုတဲ့ဇာတ်လမ်းကတော့ဒီမှာနေမယ်ပြီးဆုံးပါပြီရှင်ဇာတ်လမ်းလေးကိုအားပေးခဲ့တဲ့အတွက်လည်းပရိသတ်ကြီးအားလုံးကိုကျေးဇူးတင်ပါတယ်ရှင်